静静就在个每一笔字里面。那老那爷没睡着吗？哦，你对你的马蹄牙里耶，别对米来。 အလုံးမင်္ဂလာပါခင်ဗျာရန်ကုန်သားဘလော့ကနေပြန်လည်ပြီးတော့ကြည့်စုလိုက်ပါတယ်နိုဝင်ဘာလကုန်ကန်ဒီမှာကတော့တညင်ဆောင်ရဲ့အေးတက်ကပြပြနေပြီလို့ပြောလို့ရပါတယ်တညင်နဲ့ပတ်သက်ပြီးတော့ဘလော့တော်တော်များများကိုရန်ကုန်သားဘလော့မှာစာဘလော့အနေနဲ့ တင်ဆက်ခဲ့ပြီဖြစ်တာမို့အခြေတဝန်းတော့အခုဘလော့မှာမပြောပြတော့ပါဘူးဟယ်လိုမင်္ဂလာပါနေခွန်းလေးတရယူပြီးတော့ဗောနော်တញင်လည်းမရောက်တာကြာပြီဆိုတော့ကျွန်တော်ကိုမနဲ့ဆော့ဆော့ဟုတ်အေးတော့အေးနေပြီနိုဝင်ဘာလကုန်ပါပြီဆိုတော့အေးတော့အေးနေပြီအဲ့ဒါတញင်ဘက်ကိုကျွန်တော် short route လေးထွက်လာပါတယ် ကိုကတော့ခြိုက်ခောက်ဖရားကိုရောက်နေတာပါခြိုက်ခောက်ဖရားကမြောက်တာကြားပြီတစ်ခေါက်ကရောက်ဖြစ်ပြီမဲ့ brownie တုံးနဲ့ဖြစ်နေတော့မဖူးဖြစ်ဖြစ်ဘူးเนาะကိုခြိုက်ခောက်ဖရားကိုတယောက်လေးလာပါ යි ယူရရှင်းပါရဲ့ဗျကျွန်တော်လည်းတူတူတင်းငင်းဟိုဘာလဲဒီနေ့ short trip လေးလိုက်ခဲ့ပြီပါလမ်းမတလန်လုံးစကားမပြောလာခဲ့ရအောင်ဘတ်စကားစီးနေလို့ဟိုအေးစီလေးချေလို့နဲ့တင်းငင်းတော့ပါပါလေညာ တညင်မျိုးရဲ့ချက်ဒီစာကြိုက်ခောက်စီတော်မြင့်ကြီးရှင်မြင်တော်ကိုကျွန်တော်တပတ်ပတ်မိပါတယ်။ဒီနေ့ကဖျားဘူးတွေတော်တော်လေးကိုရှင်းပါတယ်။အဲမနေ့အစောပိုင်းဖြစ်တာကြောင့်လဲပါမှာပါ။ဒီဟာကဒီတညင်ကြိုက်ခောက်ပြားရဲ့ဘူးပိုက်လို့ခေါ်လို့ရပါတယ်။ အာအရင်တော့ဆိုရင်ဒီဒီဘတ်မှာကလေကျွန်တော်ထိုင်ကုန်လေးတွေပါလေးနေလေကွပစ်လေးတွေပါလေးနေကျွန်တော်နေတော့အဲ့လိုလေးထားကြတယ်ဒါပေမဲ့အခုတော့မရှိတော့ဘူးเนาะအခုကတော့ဟာဒီဖုန်းထဲမှာတော့တက်ပြီးတော့မြင်ရမှာမဟုတ်အပြင်မှာတော့ပို့ပြီးတော့ထင်ထင်ရှားရှားမြင်ရတယ်ပေါ့เนาะဒါဒီပိုင်းပါမိမီရေမိမီရေ Oh, it's a night. အချင်းချင်းကြိုးစားကမေးပြည့်ချင်းနေမေးနှလုံးသားရဲ့နေဆိုင်ဆုံးမှာအုံမြတွင်နေတဲ့မတရားတွေရဲ့ပြတွင်မိတိုင်းဒီဘက်ထဲမှာကျမ်းမာကြောင့်ဒီတွေ့ tất tả lê tất tả ê tất tả tất tả tất tả lê mà mà đi nó dí thì sao nào xong lại này nó tất tả င်မင်းတော်ကိုတပတ်ပတ်ရင်နဲ့တညင်ခြိုက်ခောက်ပူပူကြီးနန်းဆောင်ကိုကျွန်တော်တွားရောက်ဖြစ်ခဲ့ပါသေးတယ်။ နက်ရှင်တော်ဂူပီးယားနဲ့ဝန်ကြီးပရိဒါယာစာဂူပိမှန်ကိုပြကျင်လို့သွားပြီမဲ့မဟုတကားတွေပိတ်ထားလို့ကျွန်တော်သွားလို့မရခဲ့ပါဘူးမနက်ရှင်နိုင်လဲကြော်နေပြီမနက်စာလဲမစားရသေးဘူးဆိုတော့ကြိုက်ခောက်ပြားကနေအောင်ချမ်းသာဘက်ကိုသွားပါမယ် ခြိုက်ခောက်ခရာကနေပြီးတော့ပြန်ပါပြီခုတော့တော့ဒီမှာခွေးလေးတွေတွေ့တော့ဒီပေါင်မုတ်လိုက်စားတည်းရတယ်ဒါပေမဲ့ပေါင်မုတ်ကညမှာအင်းနနာမရှိဘူးလေဈေးတွေကသွားပါမှာဆိုတော့သူတို့လည်းအားနာရတယ်ပြီးတော့အချိန်ရကြမှာဆိုတာလေတော့ငမုတ်စားရတယ်ခွေးကတော့ငမုတ်တော့တိတ်တော့ဘေးကြိုက်မလဲပေါ့နော်ဖိုက်စားနေတယ်ထင်ပါတယ်စားပါတယ်ကျွန်တော်ခုဆက်ပြီးတော့အဲအောက်ရှမ်းတော့ပါပါတယ်ဒါလည်း like it ပါ ဆောင်းခံစားချက်လေးကအေးအေးလေးနဲ့မို့လမ်းလျှောက်ရတာလေးတော်လေးကိုကောင်းပါတယ်ခုနကဝင်ကြီးပရိသတ်ရာဆိုအောက်ဘက်ကတော့လေအဲသွားလို့ရတဲ့လမ်းမတွေ့တော့လေအဲသွားပြေခဲ့ပါအောင်ခုကတော့အောင်ချမ်းသာဘက်ကိုကျွန်တော်သွားနေပါတယ်အဲမနက်စာကတော့မစားရဘူးတော့နေပါသားပါမယ်ဒါပေမဲ့ ဗုဒ္ဓဦးနေတိုင်းကျွန်တော်ကတက်တက်လို့စားတော့ဒီနေ့ဗုဒ္ဓဦးနေဖြစ်နေတယ်ဆိုတော့ကျွန်တော်တိတ်ပြီးတော့ဟိုပေါ့မင်းများဆက်စားစားလို့မရအောင်ပေါ့နော် A to Z Home Center လေးကိုလည်းဝင်ရောက်ခဲ့ပါသေးရဲ့။ဗီဒီယိုရိုက်လို့မရလို့အထဲကူတော့မရိုက်ဖြစ်ခဲ့ပါဘူး။မနက်စာကိုတော့ဂျီရိုနဲ့ဆိုင်လေးမှာဝင်ဆိုင်နေတဲ့တညင်ကမိတ်ဆွေတအုပ်နဲ့ဆုံဖို့ချိန်ထားလို့ကျွန်တော်စောက်ပါအောင်မယ်။ ဂျီရိုနက်ကရိုးရိုးကော်ဖီတစ်ခွက်3200ပေးရပြီးတော့ဘုံတစ်ခုကတော့2500ပေးရပါတယ်ကျွန်တော်မိတ်ဆွေလည်းလာနေပြီးတော့ပြောပါတယ်ဒီတော့ကျွန်တော်ဆက်ပြီးတော့စောင့်လိုက်ပါဦးမယ် ကဲကျွန်တော်မိတ်ဆွေဇာရေးဆရာကိုမင်းတက်ဟန်လေရောက်ပြီဆိုတော့တញင်အောင်ချမ်းနာကနေပကိုးစုအထိလမ်းလျှောက်ရင်းနဲ့ walking tour လေးလုပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။တញင်သားတွေအတွက်ကတော့အောင်ချမ်းသာဟာရန်ကုန်ကလဲတဲ့လူစီကားရဲ့နေရာပါ။တញင်ကလဲတယ်ပေါ့ဗျာ။ဟုတ်ကဲ့အောင်ချမ်းသာဘက်ကိုကျွန်တော်သွားနေပါလေ။ဒီဘက်ကတော့တစ်ခေါက်မှမရောက်ဘူးပေါ့နော်။ဒါပေမဲ့သွားနေပါလေဗျာ။ အောင်ချမ်းသာမှာ shopping center တွေ၊ကုန်တိုင်းတွေ၊ရုပ်ရှင်ရုံတွေစားတောက်ဆိုင်တွေအများစုစုစည်းတည်ရှိပါတယ်။အောင်ချမ်းသာကိုမကြာခဏရောက်ပြီမဲ့တပင်ရွှေထီးလမ်းကနေဝင်ရတဲ့အောင်ချမ်းသာကိုတော့ကျွန်တော်တစ်ခေါက်မှမရောက်ဘူးသေးပါဘူး။ဒီဘက်ကလမ်းပိုင်းလေးတွေကပြင်းဦးလွင်ကရက်ွက်လမ်းလေးတွေနေတော့ခက်ဆင်ဆင်ရဲပါနေတော့မြင့်လာပြီမို့လို့တဖြည်းဖြည်းအေးတက်ကလျှော်လာပါပြီ တပင်ရွှေတိလဲဟာ Google Map အရာကြည့်ရင်တော့တញင် Golf Queen ကိုပွေဝိုက်ဖောက်လုံထားတာဖြစ်ပါတယ်။ရှောင်းလိုက်နဲ့တញင်ရဲ့ second ဆိုတာကိုရောက်ဖြစ်ခဲ့ပါတယ်။ကံပြီးမှအေးဆိုင်လေးရှိလို့ကံယူခင်းလေးကိုခန်းစားကြည့်ရှုရင်းနဲ့ချိန်ဖြစ်ခဲ့ပါတယ်။ က္ကန့်ကို Google Map အရာကြည့်ရင်တော့အပိုင်းစုံအနေနဲ့နံပါတ်တွေနဲ့ခွဲခြားထားတာတွေ့ရှိရပြီးတော့ရေထိန်းတကားတွေလည်းရှိပါတယ်။အခုကန်ကိုအစစ်မြင့်ပြီးတော့လှလပပပြန်လဲပြင်ဆင်ပြီးတော့ကန်ဘက်လဲရှောင်းလန်းလေးတွေလုပ်ရင်ကောင်းမှာပဲလို့တွေးမိပါတယ်။အခုလက်ရှိအချိန်မှာတော့ကံပတ်လေကတိတ်မလှနေပါဘူး။ ာသူလီလီဒီလိုနဲ့တញင်ဘိုချုပ်ရွာကနေပကိုးစုဘက်ကိုလမ်းရှောင်ရင်းနဲ့စားနေကြဆိုင်လေးမှာနေ့လယ်သာစားလို့ရန်ကုန်ဘက်ကိုကျွန်တော်ပြန်လာတော့မယ်။အဲအားဆိုရင်ကျွန်တော်တញင်ကနေပြန်လာတော့မယ်။ ကြောင်စာခွေးစာလေးလည်းဝယ်ပြရပြီဆိုတော့တန်းရနေပြန်ပါတော့မယ်ဗျာအပြန်မာကတော့ဘတ်စကားထိုင်ကုန်မရလို့မတက်ရပြီးတော့ပဲရန်ကုန်ကိုပြန်ပြစ်ခဲ့ပါတယ်။အခုတစ်ခေါက် vlog လေးကတော့ဒီလောက်ပါပဲ။ကျေးဇူးတင်ပါတယ်။နောက်တစ်ခေါက် vlog တွေမှာကြည့်ဆုံပါမယ်ခင်ဗျာ။